တောင်သမီးတို့ရေမြလာပါဒီနေ့ဒီချေတို့ကတော့ unit 12 grade 10 unit 12ရဲ့ grammar by ဖြစ်တဲ့ s and like ကိုလေ့လာသင်ယူရမှာဖြစ်ပါတယ်ဒီချေကတော့ဒီချေ amara ပဲဖြစ်ပါတယ် ဒါဆိုရင်ဒီကျေတို့ဒီ Snet Lite ကိုเนาะမလေးလာခင်မှာဆိုလို့ရှိရင်စာကြောင်းလေးကိုအရင်ဆုံးအာချေလို့ကြည့်ကြည့်ရအောင်เนาะ Study the following example in which as and likes are used as a preposition ဒီမှာရှိတဲ့ example လေးတွေမှာဆိုလို့ရှိရင် Snet Lite ကို preposition အနေနဲ့အသုံးပြုထားတာဖြစ်ပါတယ်အဲ့တော့ဒီကျေတို့ဒီမှာကြည့်ကြည့်ရအောင်เนาะ Okay ပထမဆုံး example လေးကတော့ He worked for a long time as a teacher in Africa သူကတဲ့အာဖရိကတိုင်းမှာဆိုလို့ရှိရင်ဆရာတရားအဖြစ်အချိန်အကြာကြီးအလုပ်လုပ်ခဲ့ပါလေတဲ့ဒီမှာဆိုလို့ရှိရင် as a teacher နော်ဆရာတရားအဖြစ် in africa africa တိုင်းမှာအလုပ်လုပ်ခဲ့တယ်အဲသူ့ရဲ့အလုပ်ကိုင်ကို ဖော်ပြထားတာဖြစ်ပါတယ် his job is teaching အော်ဒီလူရဲ့အလုပ်ကိုင်ရဆိုလို့ရှိရင်စတင်ကြခြင်းပဲဖြစ်ပါတယ်အဲအလုပ်ကိုင်ကိုဖော်ပြတဲ့အခါမှာဆိုရင်ဒီကျေတို့က s ကို s ကိုတုံးပြီးတော့ဖော်ပြရတာဖြစ်ပါတယ် it rained all weekend as we thought it would ငါတို့တွေ့ထားတဲ့အတိုင်းပါပဲတဲ့တင်းတဲ့ဘက်အားလုံးမှာစတနေလုံးမှာဆိုလို့ရှိရင်မိုးတွေရခဲ့ပါတယ်အဒီမှာဆိုလို့ရှိရင် we thought it would be rain and it really rained အဲ့တော့တကယ်ပဲအဲဒီတစ်ဘက်မှာเนาะထားပါတော့ weekend မှာတင်းကနေနေမှာပေါ့မိုးရမယ်လို့ တွေးလိုက်တယ်ပေါ့တကယ်လဲအဲ့တင်းငုံနေနေရောက်တဲ့ချိန်မှာမိုးရွာပါတယ်တဲ့အဲ့ဒီမှာဆို as we thought it would ငါတို့တွေးထင်ထားခဲ့တဲ့အတိုင်းကိုမိုးရွာတဲ့အချိန်ကြီးဖြစ်ပါတယ်တဲ့ it's it is hot in this room it's like an oven အဲ့ဒီမှာဆိုလို့ရှိရင်ဒီအခန်းကအရန်ပူပါလေ it's it is hot in this room ဒီအခန်းအရန်ပူတယ် ဘလောက်တောင်ဖို့လဲဆိုရင် is like an oven oven တခုတော့မီးဖို့တခုပေါ့နော်ပမုတ်ဒီဖုတ်တဲ့ oven တခုလောက်ထိခိုးတော့မှာပဲပူရဲလို့ပြောတာဖြစ်ပါတယ်အဲ့တော့ဒီမှာကျတော့နှစ်ခုနှာရှင်ထားတာဖြစ်ပါတယ်ဘလိုမျိုးနဲ့လဲဆိုရင် like ကို get the who ဆိုတဲ့အဓိပ္ပာယ်နဲ့နှာရှင်ထားတာဖြစ်ပါတယ်ဘာနဲ့ပါတယ်လဲဆိုရင်ဒီအခန်းကိုဒီ oven နဲ့နော်အခန်းနဲ့မီးဖို့နဲ့ကိုနှာရှင်ပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်နှစ်ခုစလုံးကပူရဲဆိုပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်အဲ့တော့နောက်ထပ် example တစ်ခုကြည့်လိုက်ရအောင် she's got a short like mine အဲ့တော့ဒီမှာရှိတဲ့ apostrophe s ကကျတော့ she has အဲသူမကတဲ့ငါလိုပဲအဲပေါ်ဝါလေးတစ်ထည်ရပါတယ်တဲ့အဲ့ဒီမှာဆိုလို့ရှိရင်ဘာကိုပြောပြချင်တာလဲဆိုရင် both of us have got the same kinds of shorts အဲ့ငါတို့မျိုးစလုံးကတူညီရဲ့เนาะပေါ်ဝါလေးတစ်ခုကိုရရှိခဲ့တာဖြစ်ပါတယ်ဆိုတော့ပေါ်ပြထားတာဖြစ်ပါတယ် that house looks like a cluster ဒီအင်အားရဲ့ကြည့်လိုက်လို့ရှိရင်တကယ်ရဲတိုက်ကြီးလို့တွေ့ညီပါတယ်တဲ့ဒီမှာဆိုလို့ရှိရင်ဘာကိုနှိုင်းရှင်ပေးထားတာလဲဆိုရင် the appearance of the house and that of the cluster is covered အရဲ့အသွင်ပြင်းလက္ခဏာနဲ့အရဲ့ပုံစံနဲ့နော်ရဲတိုက်ရဲ့ပုံစံကိုအဲပုံစံနဲ့ appearance တွေရောရုပ်ပုံတွေကိုနှိုင်းရှင်ပြီးတော့ဖော်ပြထားတဲ့အခါမှာ like ကိုတုံထားတာတွေ့ရှိရပါတယ် like ကိုတုံထားတာပါဖြစ်ပါတယ် ။ဒါဆိုရင်ဒီချက်တို့ကဘယ်လိုပြန်ယူလို့ရလဲဆိုရင် S ကိုဘယ်လိုအခြေအနေဒီမှာတုံးလဲဆိုလို့ရှိရင်နံပါတ်၁တစ်ချက်အနေနဲ့ in the role of เนาะသူ့ရဲ့အစင်တန်းအရာတို့သူ့ရဲ့ role ကဘာလဲပေါ့။သူကဆရာဝန်လားဆရာမလားအဲစာရေးဆရာလားစသဖြင့်ပေါ့နော်ဖော်ပြတဲ့အခါမျိုးမှာတုံးပါတယ်။ and is commonly used to talk about job အပေါ်မှာအဖြစ်တော့တဲ့စကားပြောတဲ့အခါမှာဆိုလို့ရှိရင်အလောက်ကိုင်းကိုဖော်ပြတဲ့အခါမှာ S ကိုတုံးပါတယ်။ S a teacher, as a doctor, as a writer စသဖြင့်ပေါ့နော်။ လုပ်ငန်းအလုပ်ကိုဖော်ပြတဲ့အခါမှာသုံးပါတယ်ဖြစ်ပါတယ်တဲ့အာဒုတိယအချက်အနေနဲ့ to convert something that is the same as something else or in the same condition အတူညီတဲ့အနေအထားတည်းရဲ့အခြေအနေတည်းရဲ့သို့မဟုတ်တူညီတဲ့အရာနှစ်ခုကို convert လုပ်တဲ့အခါမှာเนาะအရာဝတ္ထုခုံအရာတူညီတဲ့အရာနှစ်ခုပေါ့เนาะရှင်တွဲပြီးတော့ဖော်ပြတဲ့အခါမျိုးတူညီတဲ့အခြေအနေတစ်ခုနှိုင်းရှင်ပြီးတော့ဖော်ပြတဲ့အခါမျိုးမှာဆိုလို့လဲ s ကိုသုံးတာဖြစ်ပါတယ်တဲ့ ဒါဆိုရင်ဒီချယ်တို့အနေနဲ့ like ကိုကြတော့ like တဲ့နောက်မှာနောင်းလိုက်တဲ့အခါမှာဆိုရင် similar to လို့ထည့်ပေးရပါတယ် similar to ညီညာတယ်ဆိုတဲ့ထည့်ပေးရတယ် in the same way as ဒီလိုနည်းနဲ့ပေါ့နော်ဒီလိုနည်းနဲ့တူညီတယ်ဆိုတဲ့အခါမှာနည်းတွေတူတဲ့အခါမှာဆိုရင်သုံးတာဖြစ်ပါတယ် when we compare appearance or behavior we use like အဲ့တော့ တခါတည်းရမှာတဲ့နှိုင်းရှင်တဲ့အခါမှာဆိုရင် appearance လို့ခေါ်တဲ့သင်္ကြန်လက္ခဏာတွေနဲ့ behavior အမှုအကျင့်တွေကိုနှိုင်းရှင်တဲ့အခါမှာတော့တကယ်လို့က like ကိုပဲသုံးရပါတယ် not as ကိုမသုံးရပါဘူး တာရသမီးတို့အနေနဲ့ဘယ်အခြေအနေမှာ S ကိုသုံးနဲ့ဘယ်အခြေအနေတွေမှာ Like ကိုသုံးလဲဆိုတော့နားလည်သွားပြီဖြစ်ပါတယ်။ဒါကြောင့်မို့ question number C ကိုဖြည့်ကြည့်ရအောင်နော်။ C complete the following sentences using S or Like ။အဲ့တော့ပေးထားတဲ့စာကြောင်းလေးတွေကို Like တော့မဟုတ် S ကိုအသုံးပြုပြီးတော့ဖြည့်ပြီးပါလို့ပြရပါတယ်။ဒါဆိုရင်ဒီကျတော့ number 1ကိုကြည့်လိုက်အောင်။ question number 1 i'm attending the meeting plan and observer ငါကဒီ meeting ကိုတော့ observer တယောက်အနေနဲ့တက်ရောက်မှာဖြစ်ပါတယ်ဒါဆိုရင်ရှင်သူ့ရဲ့ role ကိုသူကဖော်ပြထားတာဖြစ်တဲ့အတွက်ဒီခြေတော့ဘာကိုတောင်းရမှာလဲဆိုရင် s ကိုတောင်းရမှာဖြစ်ပါတယ် okay question number 2 The baby is more bland his mother than his father. ဒီကလေးလေးရာဆိုလို့ရှိရင်သူ့အဖေထက်သူ့အမေနဲ့ပို့ပြီးတော့တူတယ်လို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့နှိုင်းရှင်ပြီးတော့ဖော်ပြထားတဲ့ appearance ကိုနှိုင်းရှင်ပြီးဖော်ပြထားတာဖြစ်တဲ့အတွက် like ကိုတော့အမှာဖြစ်ပါတယ် question number 3 there is too much traffic in london blend in your လည်းလည်းမြို့မှာဆိုလို့ရှိရင်ねရင်းစောပိတ်ဆို့မှုကြီးအများကြီးဖြစ်ပေါ်လာတာဆိုရင်ဘာနဲ့ကဲ့သို့တော့ဖြစ်လာပြီလဲဆိုရင်နယူးယောက်မြို့ကဲ့သို့ဖြစ်လာတာဖြစ်ပါတယ်အဲ့တော့ဒီမှာတော့နှစ်ခုနေရာနှစ်ခုနှိုင်းရှင်ပြီးတော့ဖော်ပြထားတာဖြစ်တဲ့အတွက် s ကိုတော့အမှာဖြစ်ပါတယ် နံပါတ်4 we were late for the train ငါတို့ကရထအောင်နောက်ကျပါတော့မယ်တဲ့ဘာဖြစ်လို့လဲဆိုရင် we were have to run blank the way ငါတို့ကရထနောက်ကျတော့မှာဖြစ်တဲ့အတွက်ငါတို့လေကဲ့သို့ငါတို့ပြေးရပါတော့မယ်လို့ပြောတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီမှာတော့အဖြစ်မှန်လေးက like ပေါ့နော် like ကတော့ noun like တာဖြစ်တဲ့အတွက်လေကဲ့သို့ငါတို့ပြေးရမှာဖြစ်တဲ့အတွက် like ကိုတော့ဟာမှာဖြစ်ပါတယ် Question number five. I'm your friend and blend a friend. I advise you to think again. ငါကားတဲ့မင်းရဲ့တငယ်ချင်းတယောက်တငယ်ချင်းမိတငယ်ချင်းရဲ့တငယ်ချင်းတယောက်အနေနဲ့ငါမင်းကိုဒီဟာလေးကိုပြန်စဉ်းစားဖို့အတွက် advice အကြံပေးချင်ပါတယ်။ဒါဆိုလို့ရှိရင်ကြည်ကြည်ရအောင်။ဘာကဲ့သို့လဲဆိုရင်တငယ်ချင်းသူ့ရဲ့ role ကတငယ်ချင်းတယောက်ဖြစ်တဲ့အတွက် S နဲ့သုံးပြရမှာဖြစ်ပါတယ်။အဖြေကတော့ S ဖြစ်ပါတယ်။ Okay question number 6. I want to join the Air Force Black. အဲ fighter jet pilot အဲ့တော့လေတပ်မှာတဲ့သူကလေတပ်ကို air force လို့ခေါ်တယ်လေတပ်ကိုသူချိုင်းညင်ပါတယ်တဲ့ဝင်ရှင်ပါတယ်ဘာအနေနဲ့ဆိုရင် jet pilot အနေနဲ့ပေါ့နော်လေယာဉ်မောင်းတဲ့သူ fighter jet pilot ကိုမောင်းတဲ့သူအနေနဲ့သူကဝင်ရှင်ပါတယ်ဖြစ်ပါတယ်ဒါကြောင့်မလို့ s ဖြစ်မလား like ဖြစ်မလားအဲ့သူရဲ့ rule ကိုသူကဖော်ပြထားတာဘယ်လို rule လဲဆိုရင် fighter jet pilot အနေနဲ့เนาะ လောက်ချင်တာဖြစ်တဲ့အတွက် rule ကိုဖော်ပြထားတာဖြစ်တဲ့အတွက် s ကိုတော့အမှဖြစ်ပါတယ် question number 7 my father gave me this watch plan a birthday present ငါရဲ့အဖေအားတဲ့ငါငါရဲ့အဖေကငါ့ကို99လေးကိုမနေ့လက်ဆောင်အပြည့်ပေးထားတာဖြစ်ပါတယ်တဲ့ဒါဆိုရင်သူကတော့ဘာဖြစ်မှာလဲ s ပဲဖြစ်ပါတယ်မနေ့လက်ဆောင်အပြည့်ပေးထားတာဖြစ်ပါတယ် okay question number 8 i'm afraid can meet you tomorrow plan we have plan အဲ့တော့ငါတို့စီစဉ်ထားတဲ့အတိုင်းနဲ့ black ပါဗောနော်မနေ့ဖြစ်မှာမင်းနဲ့ငါမတွေ့နိုင်ပါဘူးငါစိုးရိမ်ပါတယ်တဲ့အဲ့တော့ငါတို့စီစဉ်ထားတဲ့အတိုင်းဆိုလို့ရှိရင်ပါလဲဆိုဒီမှာလည်း s ပဲတော့ရမှာဖြစ်ပါတယ်အဲ့တော့ number 9 he is 18သူကတော့အသက်16နှစ်ဖြစ်ပါတယ် but ဒါပေမဲ့ he send out be his a child သူကတော့အသက်16နှစ်တော့ဖြစ်နေပြီဒါပေမဲ့တစ်ခါတည်းမှာဆိုသူကကလေးလေးတယောက်လို့သူကဆက်ဆံပါတယ်တဲ့ အဲ့တော့ဗာလဲဆိုလို့ရှိရင်ဒီမှာခလေးလေးတရားလို့ဆိုတဲ့အခါကျတော့ like ကိုတောင်းရမှာဖြစ်ပါတယ် Okay question number 10 She is a talent writer သူမဟာဆိုလို့ရှိရင်နဲ့အရေးချင်းရှိတဲ့စာရေးသူတယောက်ဖြစ်ပါတယ် Blend most of her families are ဘယ်လိုမျိုးလဲဆိုရင်သူ့ရဲ့မိသားစုနေကဲ့သို့ပါပဲအဲ့တော့ဒီမှာဆိုရင်သူ့ရဲ့မိသားစုဝင်နေကဲ့သို့သူဟာအရေးချင်းရှိတဲ့စာရေးဆရာတယောက်ဖြစ်တဲ့အတွက် like ကိုတောင်းရမှာဖြစ်ပါတယ် ဟုတ်ပါပြီ။ဒါဆိုရင်ဒီချေတော့နောက်ထပ်တစ်ပိုင်းအနေနဲ့ grammar မှာဆိုလို့ရှိရင် related pronouns ဖြစ်တဲ့ that နဲ့ which ကိုဆက်ပြီးတော့လေ့လာကြည့်အောင်နော်။အော်ပထမတစ်ပိုင်းမှာဆိုဒီချေတို့ sentence နဲ့အကြောင်းကိုဆက်တဲ့အခါမှာဆိုလို့ရှိရင် related pronoun တွေဖြစ်တဲ့ who တို့ home တို့နဲ့ဆက်ခဲ့အဲ့ဒါကို တင်ကြပြတာဖြစ်ပါတယ်ဒီဒီဘိုင်းမှာဆိုလို့ရှိရင်တော့ဒီချေတို့အနေနဲ့ that နဲ့ wish ကိုဆက်တာကိုတင်ကြရမှာဖြစ်ပါတယ်တည်ယူရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကြည့်အောင် sentence လေး I do not like story that or wish had set any အဲ့တော့ I do not like story တဲ့ဒီလိုပုံနေမှာမကြိုက်ဘူးတဲ့ဘယ်လိုပုံမျိုးလဲဆိုရင်ဒီ stories ကိုပြန်ညွှန်းပါတယ် that wish have set any เนาะ စိတ်မကောင်းဝေရအဆုံးသက်ဖြစ်ပေါ်တဲ့ပုံမြင်ကြီးဆိုရင်တော့ငါမကြိုက်ဘူးဖြစ်ဒါကြောင့်မလို့ဒီမှာဆိုလို့ရှိရင် that အမေ wish ကဆိုရင်ဘယ်သူ့ကိုပြင်ညွှန်တာလဲဆိုရင် stories နဲ့တော့ပုံဝတ္ထုပုံမြင်ကိုပြင်ညွှန်တာပဲဖြစ်ပါတယ် Nana works for a company that which makes ရှုနန္ဒာဆိုလို့ရှိရင်တဲ့ company တွေအလုပ်လုပ်ပါတယ်အဲ့ဒီ company ကဘာတွေလုပ်လုပ်တဲ့ company လဲဆိုလို့ရှိရင် make shoe shoe fanatic တွေထုတ်လုပ်တဲ့ company ဖြစ်ပါတယ်ပြုလုပ်တဲ့ company ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် that network ကဘယ်သူပြင်နေတာလဲဆိုရင် company ကိုပြန်ပြီးတော့အစားသုံးတာဖြစ်ပါတယ် ဒါကြောင့်မို့လို့ဒီချေလို့သိရမှာက radio pronoun မှာဖြစ်တဲ့ that they wish to ပဲအချိန်ဒီမှာတောင်းလဲဆိုရင်နဲ့ how we talk about things အကြောင်းအရာဝတ္ထုကိုပြောတဲ့အခါမှာ we use ကျွန်တော်တို့ကအသုံးပြုပါတယ် that or which in the related clause related clause တစ်ခုအနေနဲ့ that သို့မဟုတ် which ကိုအသုံးပြုတာပဲဖြစ်ပါတယ်။အဲဒီမှာဆိုလို့ရှိရင်အဲသူ့ရဲ့ exercise လေးတစ်ခုရှိပါတယ် exercise မှာဆိုရင်နမူနာလေးတစ်ခုလည်းဖော်ပြပေးထားတာဖြစ်ပါတယ်။အဲဒီချေလို့ကြည့်ကြအောင် join the two sentences in each number using that or which as in the example given အတော့ပေးထားတဲ့စာကြောင်းတစ်ကြောင်းကို that to whole fish ကိုအသုံးပြုပြီးတော့ဆက်ပေးပါတဲ့ပြီးလို့ရှိရင်အပေါ်မှာတော့အောက်မှာတော့တဲ့ example လေးတစ်ခုပေါ့နော်နမူနာလေးတစ်ခုဖော်ပြထားတာဖြစ်ပါတယ် I do this exercise every day. They beat muscles and increase tumor. အဲ့တော့ဒီလေ့ကျင့်ကအောင်အများနဲ့လုပ်တယ်ပေါ့။ဒါကြောင့်မလို့ငါရဲ့အဲဘာတွေကိုတိုးတက်လာလဲဆိုလို့ရှိရင်ဒီ exercise ကိုလုပ်ခြင်းအားဖြင့်အဲခန္ဓာဆွမ်းတွေကိုခန္ဓာဆွမ်း muscle တွေကအာခါလေးတိဆောက်လာတာဖြစ်ပါတယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင် exercise ကိုပြန်ညွှန်းတာကအဲ exercise ဒီအများကြီးဖြစ်တဲ့ day အဲ့တော့ day နဲ့ပြန်ညွှန်းထားတာဖြစ်ပါဒီစာကြောင်းတစ်ကြောင်းကိုဒီချက်တော့ that to more wish နဲ့ဆက်တဲ့အခါမှာဆိုရင်တော့ i do this exercise that of which bit muscle and increase stamina every day เนาะ every day ဆိုရဲအချိန်ပြဖို့ကိုတော့အနောက်ဆုံးမှာအဲထားပြီးတော့ဖြေပြရမှာဖြစ်ပါတယ် okay question number a join the two sentence in each number using that of which as in the example given အော်နမူနာမှာဖော်ပြပေးထားတဲ့အတိုင်း that net which ကိုဆက်ပြီးတော့စာချုပ်နှစ်ကြောင်းကိုဆက်သွယ်ပေးပါတဲ့ Number 1 the building was destroyed in the storm it has now been rebuilt အော်ဒီ မုံတိုင်းထဲမှာဆိုလို့ရှိရင်အစာအုပ်ကပျက်စီးဆုံးရှုံးခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ it has now been rebuilt အခုချိန်မှာတော့ပြန်လည်တည်ဆောက်ပြီဖြစ်ပါတယ်။အဲ့ဒါဒီမှာရှိတဲ့ဒုတိယဝက်ကျမှာရှိတဲ့ ID အကဆိုရင် the building ကိုအစားသုံးတာပဲဖြစ်ပါတယ်။အဲ့တော့ဒီချိန်တော့ပြန်ရေးတဲ့အခါမှာဆိုရင်အစားသုံးတာရှိတဲ့ the building ရဲ့နောက်က comma that to moho which ကိုဆက်ပါတယ်အဲ့တော့ tense နှစ်ခုရှိပါတယ်အဲ့ tense နှစ်ခုမှာဆိုရင် present tense ကိုနောက်ဆုံးမှရေးပြီးတော့ past tense ကိုအရင်ရေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ there be in that of which what destroyed in the storm comma has now been revived ဆိုပြီးတော့ပြန်ရေးပြရမှာဖြစ်ပါတယ်ဒီရဝကြမှာဆိုရင်တော့ we stay in the excellent hotel ငါတို့က excellent hotel မှာနေခဲ့တယ် Alfred recommended it to us အဲ့တော့ငါတို့ရဲ့တငယ်ချင်းကငါတို့ကို recommend ပေးတယ်ပေါ့နှိမ့်ဆုပ်ပေးခဲ့တဲ့ဒီ excellent hotel မှာနေခဲ့တာဖြစ်ပါတယ်အဲ့အဲဇလန်ဟိုတယ်မှာနေတယ်ဘာဖြစ်လို့လဲဆိုရင်သူတို့ရဲ့တငယ်ကြီးကဒီအဲဇလန်ဟိုတယ်မှာနေပါလို့ recommend ပြလို့ပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီကျေတို့ကပြန်ကြည့်တဲ့အခါမှာဆိုရင်ဒုတိယဝက်ကြောင့်ငါရှိတယ်။ It the Ezlan Hotel ကိုပြန်ပြီးအစားသုံးတာဖြစ်တဲ့အတွက် we stayed in the Ezlan Hotel that of which a friend recommended to us ဆိုပြီးတော့ it ကိုပြန်ဖြုတ်ပြီးတော့ဆက်ပြရမှာဖြစ်ပါတယ်။ question number 3အနေနဲ့တော့ this bus these buses go to the airport ဒီ bus ကားကဆိုလို့ရှိရင် airport ကိုသွားတာဖြစ်ပါတယ် they leave every half hour အဲ့တော့သူတို့ကဆိုရင်နိုင်ဝတ်တိုင်းတစ်ချိန်အမြဲတမ်းထွက်ခွာပါတယ်တဲ့ အဲ့ဒီစာကြောင်းလေးကိုဒီချေတော့ပြန်ပြေးတဲ့အခါမှာစဉ်အဲ့တော့ဒီမှာရှိတဲ့ these the this best ကိုပြန်ညွှန်တော်ဖြစ်တဲ့အတွက် this bad ဆိုရအောင်မှာ that တော့မဟုတ် which ကိုဆက်ပါတယ် go to the airport leave every half an hour ဆိုပြီးတော့ half hour ဆိုပြီးတော့ပြန်ဆက်ပြရမှာဖြစ်ပါတယ် question number 4 go to told me about his new job ကိုတူကတဲ့သူ့ရဲ့အလို့အသင့်နဲ့ပတ်သက်ပြီးတော့ငါ့ကိုပြောခဲ့ပါတယ် he is enjoying it very much သူကိုတူကတဲ့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့အလို့မှာအရန်ကိုပြောရှင်နေပါတယ်တဲ့ဒါကြောင့်မလို့ဒီချေတော့ဒီ sentence နှစ်ခုကိုပြန်ဆက်တဲ့အခါမှာဆိုရင်တော့ go to told me about his new job သူရဲ့ new job ကအဲဝတ္ထုဖြစ်တဲ့အတွက် that the more which ကိုစက်ပါတယ်ပြီးတော့မှ he is enjoying very much အလွန်သူနှစ်သက်ပျော်ရှင်နေတဲ့အလုပ်လေးဖြစ်ပါတယ်ဆိုပြီးတော့ဖြေပြမှာဖြစ်ပါတယ်အဲ့ဒါဒီမှာရှိရဲ question နဲ့နောက်ထပ်၄ခုကိုတော့ပါလို့သမီးတို့ဖြေကြည့်ပြပါဖြေကြည့်ပြီးတဲ့အခါကျရင်တော့ဒီ channel ဒီအဖြေပြန်တိုက်လို့ရပါတယ် โอเค question number b b မှာဆိုရင်တော့ b ရဲ့ question ကြီးကလွယ်လွယ်လေးပဲဖြစ်သွားတယ်ပေးထားတဲ့စာကြောင်းလေးတွေကိုပြန်ပြီးတော့ that day which day တုံးပြီးတော့စာကြောင်းအကြောင်းပြန်ရေးပြရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကြည့်ရမယ်ဆိုရင် example အနေနဲ့ဒါအဖြေလေးဖြည့်ဖြည့်ပြပေးထားတာဖြစ်ပါတယ် unicycle a bike like a bicycle has only one wheel unicycle လို့ခေါ်တယ်စပိန်လေသူက bike တစ်ဘီးနဲ့ပဲရှိတဲ့ရင်းနှီးဖြစ်ပါတယ် like a bike like a bicycle စပိန်လိုပဲစက်တက်ရင်းစပိန်လိုပဲရင်းပစ္စည်းဖြစ်ပါတယ် has only one wheel လို့ရေးထားတာဖြစ်ပါတယ်အဲ့တော့ဒီဟာလေးကိုပြန်ရေးတဲ့အခါမှာဆိုရင်တော့အဲ unicycle is a bike unicycle ဆိုရင် bike ရင်းတစ်မျိုးဖြစ်ပါတယ် like a bicycle bicycle ကို ြည့်ညွန်းတယ် that the mall which ကိုပြန်ဆက်ပြီးတော့ has only one wheel ဆိုပြီးတော့ပြန်ရေးပြရမှာပဲဖြစ်ပါတယ် Okay, question number B. Make sentences with the related clauses using the words as in the example ကပြန်အဲ့တော့ခုနကနမူနာလေးမှာတဲ့ပေါ်ပြပေးထားတဲ့အတိုင်း related clause တွေကိုသုံးပြီးတော့စာကြောင်းလေးပြုလုပ်ပေးပါတဲ့အဲ့တော့ question number 1ကိုကြည့်ရင် the earth ကဘာကြီး the only the only planet can support life ကဘာကြီးတဲ့တစ်ခုတည်းသောဂျူတစ်ခုဖြစ်ပါတယ်ဘလို့ဂျူမျိုးလဲဆိုရင် can support life တက်ရှိကိုထောက်ပံ့ပေးတဲ့ကဘာကြီးတစ်ခုဖြစ်ပါတယ်အဲ့တော့အဖြေတွေကိုဒီလိုပြန်ကြည့်ကြည့်အောင်ဘလို့ပြန်ရမလဲဆိုရင် the earth is ဖြစ်ပါတယ် the only planet အဲ့တော့ တစ်ခုတည်းသောဂျူတစ်ခုဖြစ်ပါတယ်တစ်ခုတည်းသောဂျူပြည်ညွန်းတဲ့ဓာတ်သွမဟုတ် which ကိုရေးပြီးတော့ can support life ဆိုပြီးတော့ပြည်ရေးပြရမှာဖြစ်ပါတယ်အဲ့တော့နောက်ထပ်စာကြောင်းလေးတွေကိုလည်းဒီလိုပဲ number 1လို့ပဲစာကြောင်းလေးတွေပြည်ရေးပြရမှာဖြစ်ပါတယ်ဒီတစ်ခါမှာတော့ဟိုတာလို့တမီကိုကိုပါတာကိုစူးစမ်းပြီးတော့ဖြည့်ကြည့်ပါဦးဖြည့်ပြီးတဲ့အခါမှာဒီချင်းနဲ့တူတူလာပြီးတော့အဖြေတိုက်လို့ရပါတယ်မှာတော့အဖြေလေးတွေကိုလည်းဖော်ပြပေးထားတာဖြစ်ပါတယ် အဲ့ grammar ရဲ့နောက်ဆုံးပိုင်းတစ်ခုဖြစ်တဲ့ comparison နှိုင်းယှဉ်ရင်းအခုနှစ်ခုမှာဆိုရင်နှိုင်းယှဉ်နဲ့ making comparison အဲနှိုင်းယှဉ်မှုတွေပြုလုပ်တဲ့အခါမှာအသုံးပြုရဲ့ s s သမဟော and not s s နဲ့ကိုဘလို့သုံးပြီးတော့အာရေးရလဲဆိုတာကိုဒီမှာအတူလေ့လာကြည့်ကြအောင်เนาะအဲ့တော့ဒီဟာလေးကိုမလေ့လာခင်မှာဆိုလို့ရှိရင်အရင်ဆုံး access တဲ့เนาะ access ကိုဘလို့တွေသုံးရလဲဆိုတာမလေ့လာခင်မှာဒီချေတို့အနေနဲ့အဖော်ပြပါ sentence လေးတွေကိုကြည့်ကြည့်ရအောင် အဲဒီမှာစင်ဆက်တဲ့စရိယာပါပြောထားလဲဆိုလို့ရှင် a small elephant is big အော်ဒီတင်းငယ်တဲ့စင်လေးကကြီးပါတယ်တဲ့ဒီလိုပါပဲတဲ့ the crown is also big ဒီနွားလေးကလည်းကြီးပါတယ်အဲ့တော့နွားရဲ့အရဲအစားဒီဒီစင်လေးလောက်ကြီးရလို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့ဒီချေတော့ပြန်ရေးတဲ့အခါမှာဆိုရင်နှစ်ခုကိုနှိုင်းရှင်တာဖြစ်တဲ့အတွက် that crown is as big as small elephant ဆိုပြီးတော့ big ဆိုတဲ့ adjective ကိုအဲ S နှစ်ခုကြားထဲမှာထည့်ပြီးတော့စာကြောင်းလေးတစ်ကျောင်းပြည်ရည်လို့ရတာဖြစ်သွားတယ်။ဒုတိယဝကြောင်းကိုကြည့်ရမယ်ဆိုရင်တော့ Mimi can play the piano well. Coco can also play the piano well. အဲ့တော့ Mimi ကလည်းပဲနော်စနေရကိုကောင်းစွာတီးတက်တယ်ဒီလိုပဲတဲ့ကိုကိုကလည်းပဲစနေရကိုကြံ့ကျင်စွာနဲ့တီးတက်တယ်လို့ပြောတာဖြစ်ပါတယ်ဒီမှာ well ကတော့ alpha ဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကိုကိုနဲ့မိမီရဲ့အရေးချစ်နှစ်ခုကအတူတူပဲဖြစ်ပါတယ်ဒီအတူတူနှစ်ခုကိုအဲ SS နဲ့ပြည့်ရတဲ့အခါမှာဆိုရင်ကိုကို can play the piano as well as mimi ကိုကိုက mimi လို့ပဲ piano ကိုကောင်းစွာတိတက်တယ်ဆိုပြီးတော့ပြန်ရေးပြရမှာဖြစ်ပါတယ်အဲ့တော့ဒုတိယဝတတိယဝကြလေးကိုမှာတော့ သူရကန်ရန်ဖာစတာတန်သူတဒီမှာကြောင့်နှစ်ခုနိုင်စင်တာမဟုတ်တော့သူရကတဲ့သူတထက်ပို့ပြီးတော့ကိုနှင်းမြောင်ပြီးနိုင်တယ်လို့ဆိုကြတာဖြစ်ပါတယ်အဲ့တော့ဒီ share ကဒီမှာပြန်ရေးတဲ့အခါမှာဆိုလို့ရှိရင်ဟင်အဲ့တော့မလုံးနိုင်တဲ့သူပေါ့နော်မလုံးနိုင်တဲ့သူရှိကိုပြန်ထားပြီးတော့သူတကန်တော့ run as far as သူရသူတကတော့သူရလောက်မကြီးနိုင်ဘူးဆိုပြီးတော့ not နှလုံးရဲ့ဈာမှာထားပြီးတော့ရေးပြရမှာဖြစ်ပါတယ်အော်ဒီပါဆိုရင်ဒီ share တို့သိရမှာက we use as plus adjective or adverb plus s အဲ့တော့ s နှလုံးရဲ့ကြားမှာ adjective နဲ့ adverb ကိုထားပြီးတော့ရေးတဲ့အခါမှာ to make comparison နှိုင်းယှဉ်မှုနှစ်ခုပြုလုပ်ဖို့ဖြစ်ပါတယ်။ဘယ်အချိန်မှာလဲဆိုရင် what the things we are comparing are equal in some way အဲ့ကျွန်တော်တို့နှိုင်းယှဉ်တဲ့အရာဝတ္ထုနှစ်ခုဟာ နီးလန်းတစ်ခုတစ်ခုခုနဲ့သူတို့အား equal ပေါ့နော်ညီမျှနေတဲ့အရာတစ်ခုကိုဖော်ပြတဲ့အခါမှာဆိုရင် s adjective s နဲ့အုပ်ပြပြီးတော့ဖော်ပြပေးရဖြစ်ပါတယ်အဲ့တော့ညီမျှတဲ့အရေးအသွေးရှိတဲ့ညီမျှတဲ့အရေးအချင်းရှိတဲ့အရာတွေကိုနှိုင်းယှဉ်ဖော်ပြတဲ့အခါမှာတော့ s adjective သို့မဟုတ် adverb နဲ့တုံးပြီးတော့ရေးပြရမှာဖြစ်ပါတယ်အဲ့တော့ we use not s adjective or advice as to make comparison between things which are not equal အဲ့အရာဝတ္ထုနှစ်ခုကိုနှိုင်းရှင်မယ်ဒါပေမဲ့အဲ့အရာဝတ္ထုနှစ်ခုကမညီမျှတယ်မညီမျှတဲ့အရာဝတ္ထုနှစ်ခုကိုနှိုင်းရှင်တဲ့အခါမှာတော့တဲ့ as not as agility သမော adverb s နဲ့သုံးပြီးတော့ရေးသားပြရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီချက်တို့ဒီမှာဖေးထားတဲ့စာကြောင်းလေးတွေကိုကြည့်ပြီးတော့ ss နဲ့ဆက်ပေးမှာဖြစ်ပါတယ်။အဒီမှာနှစ်ပိုင်းပါတာဖြစ်ပါတယ်။ ss နဲ့ဆက်တာပါပါတယ်။ not ss နဲ့ဆက်တာပါပါတယ်။အဲ့တော့ပထမဆုံး၅ဘုတ်ကတော့ ss နဲ့ဆက်တာဖြစ်ပါတယ်။ညီမျှတဲ့အကြောင်းအရာတစ်ခုကိုနှိုင်းယှဉ်ပြီးဖော်ပြလိုက်တာမျိုးဖြစ်ပါတယ်။အဲ့တော့ number 1ကိုကြည့်အောင် climbing up a mountain is difficult climbing down a mountain is also difficult အဲ့တော့ တောင်ကိုတက်ကြတာလည်းပဲခက်ခဲပါတယ်ဒီလိုပဲတောင်ပေါ်ကနေပြန်ဆင်းရတာလည်းပဲခက်ခဲပါတယ်အဲ့တော့တောင်တက်တာပဲဖြစ်ဖြစ်တောင်ဆင်းတာတောင်ပေါ်ကဆင်းတာပဲဖြစ်ဖြစ်ခက်ခဲတဲ့နှစ်ခုကိုနှိုင်းယှဉ်ပြီးဖော်ပြထားတာဖြစ်တဲ့အတွက်ဒီခြေတော့ပြန်ရတဲ့အခါမှာတော့ climbing up a mountain is as difficult as climbing down a mountain အဲ့တော့တောင်တက်ခြင်းရောတောင်ပေါ်ကဆင်းခြင်းရောနှစ်ခုလုံးကညီညီမျှမျှပဲခက်ခဲပါတယ် Number two, it is warm today. It was also warm yesterday. အမနေ့ကလည်းပဲရာသီဥတုကနှွေထွေပါတယ် It was warm today. ဒီနေ့ကလည်းပဲရာသီဥတုကနှွေထွေပါတယ်ဒါဆိုရာသီဥတုနှွေထွေတဲ့အကြောင်းအရာနေရာကိုပြန်ပြီးတော့ရေးတဲ့အခါမှာတော့ It is as warm today as it was yesterday. ဒီနေ့ကလိုပဲဒီနေ့လည်းရာသီဥတုကနှွေထွေပါတယ် Okay, question number three. The shopping mall is crowded today. It was also crowded yesterday. အော်ဒီ shopping mall ကဈေးဝယ်တဲ့ center ကဆိုလို့ရှိဒီနေ့မှာလူကြီးထူထပ်ပါတယ်။ It was also crowded yesterday. ဒီ shopping center ကမနေ့ကလည်းပဲလူကြီးထူထပ်တယ်လို့လူတွေလာတာအများတယ်လို့ပြောချင်တာဖြစ်ပါတယ်။အော်ပြန်ရေးတဲ့အခါမှာဆိုရင်တော့ The shopping mall is as crowded today as it was yesterday. မနေ့ကလူပဲသူကဒီနေ့လည်း အဲလူကြီးရထူတက်ပါတယ်လို့ပြန်ရေးပြရမှာဖြစ်ပါတယ်အာ channel နှစ်ចောင်းကိုတော့တအားတို့သူမျိုးကိုယ်တိုင်ဖြည့်ပြီးတော့ဒီမှာဒီ channel တူတူအဖြေလာတိုက်လို့ရပါတယ်အဖြေလေးတွေကိုလည်းဒီမှာဖော်ပြထားတာဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ်နံပါတ် D ဖြစ်တဲ့ rewrite the sentence using not ss not ss ကိုတောင်းပြီးတော့ sentence ပြန်ရေးတဲ့အဟာကိုဒီချေတို့အားဖော်ပြပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာတော့ နံပါတ်ဒီမှာဆိုရင်တော့အရေးအချင်းမညီမျှတဲ့အရာကိုဖော်ပြပြီးတော့ not access နဲ့တွဲပြီးရေးပြရမှာဖြစ်ပါတယ်။ Okay question number 1 Robot can work more preciously than a human workers. အဲ့တော့ robot ဆက်ရုပ်တွေဟာဆိုလို့ရှိရင်ねလူသားတွေထပ်ပို့ပြီးတော့တိကျအောင် လုပ်လုပ်နိုင်ပါတယ်။အဲ့တော့ဘယ်သူတွေကအလုံးမလုံးနိုင်တာဆိုရင်လူသားတွေကဆက်ရုပ်တွေတော့အလုံးမလုံးနိုင်ဘူးလို့ပြရရမှာဖြစ်တဲ့အတွက် human worker မလုံးနိုင်တာဖြစ်တဲ့အတွက် can work as preciously as robots လို့ပြရရမှာဖြစ်ပါတယ်။ number 2 an electric lamp is brighter than a candle အော်ဒီစမီးအိမ်ဟာဆိုလို့ရှိရင်နဲ့ဖျောင်းနိုင်လေးထပ်ပို့ပြီးအလင်းအောင်တောက်ပါပါတယ်အဲ့တော့ဖျောင်းနိုင်လေးကဒီစမီးအိမ်လောက်မတောက်ပါဘူးလို့ပြန်ရေးတဲ့အခါမှာဆိုရင်တော့ a candle is not not as as brighter as an electric lamp ဆိုလို့ပြန်ရေးပြရမှာဖြစ်ပါတယ်အော် nuclear power is cleaner than a candle အဲ့တော့ နျူကလ িয়ার ဆွမ်းရာဆိုလို့ရှိရင်တံမွေးသွေးသုံးဆန်းရင်ထဲပို့ပြီးတော့တန့်စင်တယ်လို့ပြောချင်တာဖြစ်ပါတယ်။အဲတံမွေးသွေးသုံးဆန်းရင်ကနျူကလ িয়ার ပါဝါအလားမတန့်စင်ဘူးလို့ပြန်ပြတဲ့အခါမှာ Korean နောက်မှာပါဝါလေးထည့်ပြီးတော့ Korean power is not as clean as nuclear power ဆိုပြီးတော့ပြန်ရေးပြရမှာဖြစ်ပါတယ်။အဲတော့နောက်ထပ် question နှစ်ခုကိုတော့တအားသူမျိုးတို့စူးစမ်းပြီးဖြည့်ပြီးတဲ့အခါမှာဒီ channel တူတူအဖြေတိုက်လို့ရပါတယ်။ဒီမှာအဖြေလေးတွေကိုလည်းဒီ channel ကဖော်ပြပေးထားတာဖြစ်ပါတယ်။ ဒါဆိုရင်တော့ဒီနေ့ grammar unit theory ရဲ့ grammar session လေးအကုန်လုံးကိုနားလည်ပြီးတော့သဘောပေါက်ပြီလို့ဒီချက်ရောက်ယူဆပါရစေ။နောက်ထပ်သင်ခန်းစာလေးတွေမှာပြန်လည်တွေ့ကြအောင်နော်။